မင်္ဂလာပါရှင်ကျွန်မကတော့ PSM မှာတက်နေတဲ့ MBA အကြောင်းမှာပွဲရတဲ့အခုဒီနေ့မှာပွဲရတဲ့မလဲတိုင်းဖြစ်ပါတယ် SSB က Best Five မှာတက်ရောက်တင်ကြခဲ့တာဖြစ်ပါတယ် PSM နဲ့ပတ်သက်တဲ့အမှတ်တရပြောရရင်တော့ကျွန်မတို့ online class ဆိုတော့လေအဲ online class ဆိုတော့ on campus နဲ့တော့မတူဘောเนาะအမှတ်တရဖြစ်စရာတော့နည်းပါတယ် presentation တွေလုပ်တယ် assignment တွေလုပ်တယ်အမှတ်အဓိကကတော့အဲ့ဒါတွေထပ်ပို့ပြီးတော့ဆရာပိုင်ဆိုးစီစဉ်ပေးတဲ့ industry ရဲ့ visit တွေကိုတော့ အသွားရအရန်စင်ပြေတယ်ကြိုက်တယ်ဘူးဘူးတာတွေလည်းအများကြီးရတယ်ပေါ့နော်ဒါကတော့ BSN နဲ့တက်တဲ့အချိန်မှာအဓိကအမှတ်တရဖြစ်စရာတော့ industrial visit တွေလက်ပတ်ရတာပဲပေါ့နော်နောက် online class အတက်ပြင်မဲ့လို့အဓိကကတော့ကိုစူးစမ်းမှပဲကိုရတာပဲဆိုတော့လေအဲ online class တက်တယ်ပြီးလို့ရှိရင်မတော်ဟို အသက်ရွယ်အပြင်လည်းအသက်ရွယ်အပြင်ရောနေသားအပြင်ရောမိသားစုပိုင်းတွေအလုပ်ပိုင်းတွေဦးစားပေးရတဲ့အခါကျတော့ပညာရေးကဒုတိယနေသားဖြစ်နေတာပေါ့နော်ဒါမှမဟုတ် PSN ကတော့ periodical လို့ပဲခေါ်မှာသူအချိန်ကြာလာတဲ့အချိန် assignment လုပ်ဖို့အချိန် presentation လုပ်ဖို့အချိန်တွေကို design မှတ်မှတ်လေး အတိပေးပြီးတော့တေချာလုတ်ပိုင်းတဲ့ကြောင့်မှာမတော်ကလည်းလိုက်ပိုင်းလိုက်ပိုင်းနဲ့မှာတဖြည်းဖြည်းဒီလိုဝဲရတဲ့ဒီဖြစ်လာတာပေါ့နော်ဒါကြောင့်မလို့ online class တက်ပြင်မဲ့လို့ကိုယ့်အကိုလေ့လာသင်ယူမှုတွေလုပ်တယ် BSN ရဲ့ခိုင်းဟိုလုတ်ခိုင်းတဲ့ presentation နဲ့ assignment တွေကိုလည်းအချိန်မမှန်လုပ်တဲ့ကြောင့်မလို့ဒီဒီနေ့တမှာတော့ကိုယ့်ရဲ့ယူတဲ့အနေအထားအထိဖြစ်လာတာပေါ့နော် အဲဒါကတော့ BSN နဲ့ပတ်သက်တဲ့အမှတ်တရတွေတွေကလည်းခုနပြောလို့ industrial basic အပြင်ကိုကိုလိုက်လုံနိုင်အောင်လို့ဒီကမြန်မာလေးတွေပေါ့ BSN မှာရှိတဲ့မြန်မာလေးတွေကအကုန်လုံးအချိန်သူ့အချိန်နဲ့သူသူ့အချိန်နဲ့သူစာတွေလိုက်ပါလုံနိုင်အောင်ခုနပြောတဲ့တနင်္ဂနွေနေ့တိုင်းလုပ်တဲ့ presentation တွေမှာလည်းပါဝင်နိုင်အောင်လို့အချိန်အချိန်တိုင်းဆွဲဖို့ခဲ့တဲ့ကြောင့်မလို့အခုလိုအောင်မြင်မှုရတဲ့အဖြစ်ဖြစ်လာတာပါ ဒီပြည့်စံကိုပေါ့နော်အမားတို့တက်ရောက်ခဲ့သလိုပဲနောက်ထပ်နောက်လာမယ်ကိုရီးယားမတွေညီမလေးတွေသူတွေတူမလေးတွေပေါ့အဲ တက်ရောက်ကြမဲ့ပြီးအဲနောက်လာမဲ့မျိုးဆက်တွေကိုအဓိကမှာကျင်တာကတော့ဒီ PSM မှာရနိုင်တာကတော့ networking ပေါ့နော်ဆရာပိုင်းဆိုက networking နဲ့ပတ်သက်လို့ရှိရင်ခုနက industrial visit တွေလုပ်ပေးတာရောဂေတာတင်တွေလုပ်ပေးတာဒီစီးပွားရေးအတွက်အဓိကလိုအပ်တဲ့အဲချိတ်ဆက်ကွန်ရက်ချိတ်ဆက်မှုပေါ့နော် networking ရအောင် surrounding တခုစီးပွားရေးပတ်ဝန်းကျင်ကောင်းတခုရအောင်ဖန်တီးပြကြအောင်လို့ဒီထဲမှာ live ပါခြင်းအပြင်ပုံမှန်လေးလုပ်သွားရင်ဟိုပဲအောင်မြင်မှုတွေရရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောကြလို့ပါတယ် See you a new version with PSN. thank you